ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတိမ့်ပိုက်ထားတဲ့မုံမိတ်မျိုးနဲ့နံမတူမျိုးတို့ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲချခဲ့ရာပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိပြီးတော့နေအိမ်နဲ့ကားများပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအောက်တိုဘာလ16ရက်နေ့ညနေ6:20မိနစ်အချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းမုံမိတ်မျိုးမှာစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ိုက်လေရင်နဲ့ဘုံများကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်လေရင်ကကျဲချတဲ့ဘုံကမိုးမိတ်မြို့တောင်ပိုင်းရပ်ကွက်ကိုကြားရောက်ပောက်ခွဲခဲ့ပြီးတော့ပေါင်900ဘုံတစ်လုံးနဲ့ပေါင်950ဘုံတစ်လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုဘုံကြားရောက်ပောက်ခွဲမှုကြောင့်အသက်50အရွယ်ဒေါ်အောင်ရွှေဟာထိမှန်ဒဏ်ရာရရှိပြီးတော့နေအိမ်နှလုံးနဲ့ကားတစီးထိမှန်ပျက်စီးသွားတယ်လို့သိရပါဗျ။မနေ့ကညနေ6:20လောက်မှာတိုက်လေရင်နဲ့ဘုံကျဲချရာမှာ တောင်ပိုင်းရက်ကွာအမှတ်နဲ့ခြေကံပညာမူလာရန်ကျောင်းသားမှာကြောက်ရောက်ပောက်ကွဲပါတယ်အဲ့ဒီနားမှာပဲလမ်းမအလဲမှာလဲဘုံနှလုံးထပ်ပြီးတော့ပောက်ကွဲတယ်အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိပြီးတော့နေအိမ်နှလုံးနဲ့ကားတွေပြတ်စည်းသွားပါတယ်လို့ဒေသခံပြည်သူတဦးကအတည်ပြုပြောကြားထားပါတယ်အလားတူပဲအော်တိုဘားလ10ရက်နေ့ကလည်းမိုးမိတ်မြို့နယ်အောင်မြေရွာအနီးမှာစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့တိုက်လေရင်လည်းပေါင်နှင်း50ဘုံနှလုံးနဲ့ rocket လက်နက်ကြီး6လုံးတို့ကျဲချတိုက်ခတ်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗါးအလားတူပဲ ဒီကနေ့မနက်ပိုင်း7:55မိနစ်အချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းနမ်ဆန်မြို့နယ်ဟိုမင်းကျေးရွာနယ်နမ်မတူမြို့တို့မှာစစ်တပ်ကတိုက်လေရင်နဲ့ဘုံများလာရောက်ကျဲချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။